အရွယ်အစားရန်ကြီးရဲ့စီးကုန်းနဲ့တူလက်တံတွေအများကြီးကိုပါမြင်လိုက်ရတာကြောင့်တင်မောဘောလူတွေအလုံးအံ့ဩနေကြပြီးအစ်မားတို့သူ့မေးရမည်ဖြစ်တဲ့ကျွန်းလေးပျက်စီးသွားလို့ဝမ်းနည်းနေပါတယ်။လမ်းလျှောက်ဖို့တောင်ခက်တဲ့ဖိအားများနေတဲ့နေရာမှာ gas ကငားလိုလိုမွေလိုလိုမွန်းစတာကောင်တွေအများကြီးနဲ့ချနေရပြီးတော်တော်အားဆိုင်ခုန်နေရမယ်ဆိုတာသိကြပါတယ်။စီးကုန်းကြီးလှုပ်ရှားနေတာကိုခံစားမိတာကြောင့် furnace တို့ဒုက္ခမပေးနိုင်ခင်မြင်မြန်ဆုံးသက်ပြရမယ်ဆိုပြီး မွန်စတာတွေကိုကြော်ရင်နှလုံးကိုလန်းခုန်ခုတ်လိုက်ပြီးမဲ့လုံးဝလွတ်မပေးပဲမွန်စတာခုနှစ်ကောင်လောက်ကဝိုင်းကိုက်ပစ်လိုက်ကြပါရယ်ဘာဆတ်အာမော်တော့မရှိရင်အလောင်းတော်ရှာရမှာမဟုတ်တဲ့အနေထားကြီးပါစီကောကြောင့်ပင်လေလိုင်းကြီးထလာပြီးတင်းမောပါလိုင်းအောက်ရောက်သွားတာကြောင့်တေချာကင်ထားတဲ့ဂျာကနေအီရှီတူတို့တယောက်ရေထဲပြုတ်ကျသွားပါရယ်ပင်လေလိုင်းကြီးထန်နေရောက်ကူးမဆိုင်ပဲအစ်မားချက်ချင်းဝတ်တီချွတ်ချပြီးအီရှီတူတို့ကယ်ဖို့အတွက်ခုံစင်းသွားပါရယ်ငကူရဲကပင်လေပြင်မှာငါးဖက်နေကြသူတယောက်ဖြစ်တာကြောင့် ရေမကြောက်ဖဲအီရှီဒိုရိုအလွယ်လေးရှာတွေ့လိုက်ပြီးမြေရောက်ထဲမှာရှိတဲ့စီကောရဲ့လက်တံကြီးကအစ္စမာရုနောက်ကိုဇွတ်လိုက်ပြီးဖမ်းမိကာနီဖြစ်သွားပါတယ်အဲ့ချိန်မှာအတန်တန်ကိုအစ္စမာကြားလိုက်ရပြီး ပြောလိုက်မင်းမဆက်ကနေပြောလိုက်စမ်းပါရေရွတ်လိုက်ပါမင်းကိုပေးထားတဲ့နာမည်တခုမင်းရဲ့တခုရဲသောနာမည်အစ်စ်မန်ကိုရေရွတ်လိုက်စမ်းပါလို့ခေါင်းထဲမှာကြားနေရပြီးအစ္စမာကလည်းအဲ့အတန်ရဲ့အတိုင်းကျွန်တော်တို့မသိတဲ့သူ့နာမည်အစ်စ်မန်ကိုရေရွတ်လိုက်ပါတယ် ဲ့နာမည်ကိုရည်ရွယ်ပြီးတာနဲ့အစ္စမာဟာလူခန္ဓာကိုငါးအမိနဲ့ရည်သူမတစ်ယောက်ဖြစ်သွားပြီးရည်ကူးနှုံးလဲတအားမြန်သွားတာကြောင့်ဝင်းစတာရဲ့လက်ကနေအသားလေးလွတ်လာခဲ့ပါတယ်ရည်ကူးရုံနဲ့မကဘဲငါးတကောင်လိုရည်ပြင်ပေါ်အထိပါခုန်တက်သွားပြီးတင်းမောပေါ်အထိပြန်တက်လာနိုင်ပါတယ်တင်းမောပေါ်ရောက်လာတော့ရည်သူမဖြစ်နေတဲ့အစ္စမာကိုကြည့်ပြီးအားလုံးကအံ့ဩနေကြပါတယ်အစ္စမာကတော့ရည်သူမဖြစ်သွားတာကိုသဘောကျနေပြီးသူ့အဖေပြောခဲ့ရည်သူမပုံမြင်နေရအမှန်မဲလို့ရည်ရွယ်လိုက်ပါတယ်ရည်သူမပဲ ဒီကလေးမရေသူမပဲဟာဆိုပြီးတင်မွန်သားတွေရဲ့အထူးတဆန်ဝိုင်းကြည့်နေကြတော့ဘာဖြစ်လို့လဲသူရေသူမဖြစ်နေတော့ဘာဖြစ်လဲဆိုပြီးအီရှီဒိုရောကဝင်ပြောပေးတယ်လို့ရော်ဒရစ်ကလည်းစီးကောအမြောက်တီနဲ့ပြုတ်ဖို့ပဲအာယုံစိုက်ထားကြလို့မိန့်ပေးလိုက်ပါတယ်တင်မွန်သားတွေကလည်းရေသူမဖြစ်နေလို့ဆိုပြီးခွဲခြားဆက်ဆံတာမရှိပဲ Ghost Ship တီ Monster တွေအများကြီးကိုမြင်ပူးပြီးသားဖြစ်တာကြောင့်ဘာဝလွင်ယာတွေကိုလက်ခံနိုင်နေကြပါပြီနင်အရင်ကလည်းပင်လယ်ထဲမှာရေကူးနေကြပဲမလား ဲ့ရောကဘာမှမဖြစ်ပဲအခုမှဘာလို့ရည်သူမပုံစံပြောင်းသွားတာလဲလို့အီရှီရိုကမေးတော့သူတို့ကငါ့ကိုအမြဲတမ်းတခုခုတီးတိုးပြောလို့ရှိရင်ပင်လေပင်နဲ့ကနေငါကြားနေရတဲ့အတန်တူတူလေးကြီးပေါ့ဒါပေမဲ့အခုဒီချိန်မှာတော့ဧည့်သည်နဲ့ကြဲလောင်ပြီးဟန်ရှင်းရှင်းလင်းလင်းကြားခဲ့ရတယ်သူတို့ပြောတာကငါတကားမှမကြားဘူးလေငါရဲ့နာမည်အစ်စ်မောင်ရည်ရွယ်ခိုင်းနေတာသူတို့ပြောတဲ့အတိုင်းငါရည်ရွယ်ကြည့်လိုက်တော့ဒီလိုပုံစံပြောင်းသွားတာပဲငါရည်ရွယ်လိုက်တဲ့နာမည်အစ်စ်မှန်အဆိုပြီးအစ်စမာပြောဖို့အလုပ်မှာအီဗာလဲရာရလိုက်ရလိုက် မပြောနဲ့ဆိုပြီးဝင်တားလိုက်ပါတယ်။နားတော်နှစ်တငယ်ရဲ့ဝိညာဉ်နေနဲ့တဘာဝလွန်တဘာဝရီမှာအခြားဘသူ့ဘုံမှာပြောပြလို့မရတဲ့လျှို့ဝှက်နာမည်တစ်ခုစီရှိကြတယ်။အဲ့နာမည်ကိုရည်ရွယ်လိုက်ရင်မင်းလိုပဲမူလပုံစံအစစ်မှန်ဖြစ်ပြောင်းသွားတတ်ကြတယ်။အဲ့နာမည်ကိုတယောက်ယောက်ကသာသိသွားရင်အဲ့ဒီလူကမင်းပေါ်မှာထိမ့်ချုံနိုင်သွားလိမ့်မယ်။ဒါကြောင့်ကိုလုံးဝယုံကြည်ရတဲ့သူကလွင်ဘသူ့ဘုံမှာအဲ့နာမည်မပြောပြရဘူးလို့ Evalera ကတားလိုက်ပြီ။ဟောအဲ့လူလား။ဒါမှမဖြစ်ဘူးလေ။မင်းတို့ကငါယုံနေ။ နင်တို့သိရဘာမှမဖြစ်ပါဘူးဟာဆိုပြီးအစ်မားပြောလိုက်ပါတယ်ထူးဆန်းတာတွေစတိုက်ကြုံနေရတဲ့တင်မောသားတွေကအခုလဲပင်လေပြင်မှာရင်းနေတော်ရီအုပ်လိုက်ကြီးရောက်လာကြတာကြောင့်လင်းမိုင်နေလာလားဆိုပြီးထင်လိုက်ကြပြီမြေတီချောင်ငုံကြည့်လိုက်တော့မှဗစက်ရာဇဝင်နေထဲမှာပဲကြာဘူးရဲ့ရေသူမားတွေဖြစ်နေတာကိုတွေ့လိုက်ကြရပါတယ် Brandos Clarify ပါတယ်လေဆွဲလေးဝေချင်တဲ့ရောက်ပါရှင်ပင်ကွင်းမှာ Telegram Channel link ချပေးထားပါတယ် တစ်ဖက်မှာလည်းငါးတွေဝိုင်းကြိုက်တာခံနေရတဲ့ gas ကခန္ဓာကိုယ်လှည့်ရုံးထွက်ပြီးငါးတွေကိုပြန်ခုတ်တက်ပစ်နေပါတယ်။ Basak Armor Monster တွေကြိုက်ခံထားရတဲ့ gas ရဲ့ခန္ဓာကိုယ်ပြန်ဟီးပေးနေပါတယ်။ gas တရားကို Monster တွေကိုခြားရတာထက်ပိုဆိုးတာစီးကောရဲ့နှလုံးခုန်သန်းနေပါ။နှလုံးမှာရှိနေတဲ့မျက်လုံးတွေက gas ကိုပဲလှမ်းစူးစိုက်ကြည့်နေပြီးနှလုံးခုန်သန်းအကျယ်ကြီးတွေနဲ့ရည်ရွယ်ချက်ရှိရှိအပြင်းပြင်းတိုက်ခိုက်နေပါတယ်။ gas တရားမျက်လုံးတွေနားတွေတွေကသွေးထွက် ပါဇက်ကသွေးတွေအံပြီးတော်တော်အခြေအနေဆိုးနေပါပြီ။အဲ့အချိန်မှာငါးရီရလည်းလွတ်မပြေးပဲဝင်ချကြပါသေးတယ်။ enemy နေနဲ့ကြည့်ရရင်လည်းတော်တော်လေးမိုက်မဲ့တော်တော်ခက်ခဲမဲ့တိုက်ပွဲတစ်ခုဆိုတာသိကြပါရဲ့။ရေသူမရဲ့အုတ်လိုက်ကြီးပေါ်လာပြီးအားလုံးကလည်းစီးကော့စီကိုဥတီသွားနေကြတာကြောင့်အားလုံးမှန်နေပဲ။ဒန်နာကြီးကြီးငါ့အဖေပြောခဲ့တာကြီးအားလုံးကအမှန်နေပဲလို့ is မာပြောရင်ရေထဲကိုခုန်ဆင်းသွားပါရဲ့။ဒါငါ့ရဲ့ကျွင်းမယ်။ငါကာဝေးရမယ်။ ရေသူမအိမ်နဲ့ပေါင်းပြီးစီးကုတ်တိုက်ခိုက်မယ်လို့ပြောရင် ရေထဲဆင်းသွားပြီးအီရှီဒူရူကလည်းစီးကုတ်ကိုအခုအခွင့်အရေးရတော့ဝင်တိုက်ခိုက်ကြဖို့အတွက်ရော့ဒရစ်ကိုတိုက်တွင်းနေပြီးရော့ဒရစ်ကလည်းသဘောတူလိုက်ပါရယ်ရေသူမအိမ်နဲ့တူတိုက်ခိုက်ဖို့အတွက်စီးကုတ်ကိုအမြောက်နဲ့ပြစ်လို့ရမယ်ကွာဝေးထိတင်းမောကိုရှေ့တိုးလာခဲ့ပါရယ်မိနိုင်လောက်တဲ့ကွာဝေးရောက်တာနဲ့အမြောက်တီနဲ့ဝိုင်းပစ်ကြပြီးစီးကုတ်လည်းအမြောက်တဲကြောင့်နာကျင်မှုကိုခံစားနေရပါရယ်ရော့ဒရစ်တို့တင်းမောကိုလက်တံကြီးတိုက်ခိုက်ဖို့စူးစမ်းကြပြီးမြေ ဖာနီစီရဲ့အကာအကွယ်ရှိနေတာကြောင့်တင်မောနာကိုကက်မရဖြစ်နေပါတယ်။အီရှိရိုနဲ့ဖာနီစ်ကအစ်မာနဲ့ဂက်စ်တို့အသီးသီးစိတ်ပူနေကြပြီးအစ်မာကရေရောက်ထဲမှာစကားပြောနိုင်တာအသက်ရှူနိုင်တာတွေပြင်ရေကူးပါမြန်နေတာကြောင့်ကိုကိုကိုတအားသဘောတွေကြနေပါတယ်။သူ့စီကိုတိုက်ခိုက်ဖို့ပြေးဝင်လာတဲ့မွန်စတာတွေကိုပတ်ဆောင်ရင်အစ်မာကစီကောရှိရာစီကိုကူးခတ်လာနေပါတယ်။စီကောရဲ့လက်တံတွေနဲ့ခန္ဓာကိုယ်ကြီးကိုရေအောက်ကနေကြည့်ရင် ဒီလောက်ကြီးရဲ့ကောင်းကြီးကိုဘယ်လိုများတိုက်ကြမလဲဆိုပြီးတွေးနေတော့မှာအစ်စမာငိုက်မိသွားပြီးလက်တန်နေနဲ့မွန်းစတာတွေဝိုင်းနာခံလိုက်ရပြီးစားခံရတော့မယ့်အချိန်မှာအတန်လိုင်းတစ်ခုကမွန်းစတာတွေကိုထိကြိုက်သွားပါတယ်တစ်ဆက်တည်းမှာပဲရေသူမတစ်ယောက်ကအစ်စမာကိုဘေးလွေရာစီဆွဲခေါ်သွားပါတယ်ကျွန်မကိုဘယ်လိုကယ်လိုက်တာလဲဆိုပြီးအစ်စမာမီးတော့ငါတချင်းဆိုလိုက်တာပါရေသူမတွေကဂီတတန်ကိုအသုံးပြုပြီးတိုက်ခိုက်ကြတယ်လေအင်းကနေကြိုးဆိုပါတယ်အစ်စမာဆိုပြီးပြောလိုက်တော့ အတန်ရောရုပ်ရောပါမှတ်မိသွားပြီသူ့အမိပဲဆိုတော့အစ္စမာတိလိုက်ပါတယ်စီးကောရဲ့ခန္ဓာကိုယ်ထဲမှာတော့ gas ကငါးတွေ monster တွေကိုလာသမျှခုတ်တက်ပြစ်နေပြီတော်တော်လေးပင်မန်းနေပြီဆိုတော့တိတာပါတယ်ရှီဗီကီက gas အတန်ကြားလားအမြောက်ပြစ်တန်နေကြားနေရတယ်ဒါဆိုရင်ကြံတဲ့သူတွေဘေးကင်းသေးရယ်ဆိုရယ်အတိတ်ပဲပဲလို့ပြောလိုက်ပြီကောင်းတယ်ဒါဆိုရင်ငါတို့မြင်မြန်အဆုံးသတ်ပြစ်ရမယ်ရှီဗီကီနောက်ထပ်ငါးတွေကြံသေးလားပြီးတော့နှလုံးအရဘယ်ဘက်မှာလဲလို့ gas ကမေးလိုက်ပါတယ် အဲ့မင်းကုန်းကိုကြားရတာနဲ့ရှီဝီကီလန့်သွားပြီ။ Gas ဒါဆိုရင် ရှင်အခုဘာမှမမြင်ရမကြားရတော့ဘူးပေါ့လို့မေးလိုက်ပါတယ်။ဟုတ်လဲဟုတ်ပါတယ်။ Gas ကဘာမှမမြင်ရမကြားရလို့သာငားရီရှိသေးလားဆိုတာနဲ့နှလုံးပယ်နာမှာရှိလဲဆိုတော့မေးတာပါ။သူသာမြင်နေရရင်အဲ့လိုမေးမှမဟုတ်ပါဘူး။အဲ့ချိန်မှာနှလုံးခုန်တဲ့ပူပြင်းထန်လာပြီးဂက်စီကိုရည်ရွယ်ချက်ရှိရှိနဲ့လှိုင်းနေစုသွားတာကြောင့်ဖီးအားတွေအများကြီးနဲ့ဖိခံရသလိုခံစားနေရပါတယ်။ရှီဝီကီကမျက်ရည်တွေပါဝဲလာပြီ ရှင်တိုက်ခိုက်စရာငားတွေမကြံတော့ပါဘူးအခုကနှလုံးဓာတ်နဲ့တိုက်ခိုက်ပြီးအဆုံးသတ်လိုက်ရုံပဲလို့ gas ကိုတနာစိတ်တွေမှွေးင်းနဲ့ပြောလိုက်ပါတယ်ကောင်းတယ်ဒါဆိုအနာကပ်ပြီးခုတ်ချလိုက်ရုံပဲမလားလွယ်မဲ့ပုံပါပဲငါ့ကိုနှလုံးရှိတဲ့နေရာစီရောက်ပါစက်နဲ့ပြောပြီးလမ်းပြပေးပါအောင်လို့ပြောရင်းနဲ့ရှီဝီကီရဲ့ဘယ်ညာရှေ့တုန်းနောက်ဆုံးလမ်းညွန်ချက်တွေတိုင်လိုက်နိုင်ရင်းနဲ့စီကောကိုအဆုံးသတ်ဖို့အတွက်စူးစမ်းနေပါတယ်ဒါပေမဲ့ရှေ့ကိုတိုးသွားတိုင်းတိုးသွားတိုင်းမှာနှလုံးခုန်တိုင်းရဲ့ဖိအားကြောင့် ဝုံကနေတိုင်းကနေပြစ်လဲကြပြီးသွေးလည်းအန်အခြေအနေကဆိုးတဲ့ဆိုးလာပါလေတော်ပါတော့ကက်စ်ရှင်တန်ရီများနေပြီခံနိုင်မရှိတော့ဘူးရက်လိုက်ပါတော့ဆိုပြီးရှီဝီခီကတားပေမဲ့ဂက်စ်ကတော့ဒီကောင်ရဲ့နှလုံးခုန်တဲ့နေမြန်လာပြီငါတို့ဘာကြီးလုံနေလဲဆိုတော့ဒီကောင်တိရပဲကြည်ရကောင်လေးကြောက်နေပုံပဲငါလာနေပြီဆိုတော့ဒီကောင်တိရဆိုပြီးဂက်စ်တယောက်လူယုံမှာစောက်ခွက်နဲ့အပိုင်ပြင်းရတော့မှမို့လို့ပြောနေပါတယ် ဒါပေမဲ့စီးကောရဲ့နှလုံးကလေသူ့ကိုမထိခိုက်အောင်တတ်နိုင်ဆုံးကာကွယ်ဖို့ကြိုးစားပြီး gas ကိုမျက်လုံးပေါင်းများစွာနဲ့ကြည်ရင်နှလုံးခုန်တဲ့ပြင်းပြင်းတစ်ချက်နဲ့ထတ်ဆော်လိုက်ပါရယ် gas အယုတ်ကျိုးပြက်လဲကျသွားပြီးသူ့အသည့်ထဲမှာတော့အာငါအာယုံတွေလုံးမလုံးတော့ဘူးပဲခန္ဓာကိုယ်တစ်ခုလုံးလည်းထုံကျင်နေပြီငါခြေလက်တွေကိုခံစားလို့မရတော့ဘူးငါဘာဆက်လုပ်ရမလဲဆိုပြီးတွေးနေတော့မှာပဲသချင်းတန်တွေကိုကြားလိုက်ရပါရယ်အားလုံးသိတဲ့အတိုင်းအစ်မာရုရည်သူမမျိုးနွယ်စုတွေရဲ့သချင်းတန်တွေဖြစ်ပြီး အရန်ကျေတာကြောင့် gas တို့ပါအတွင်းထဲကနေကြားနေရတာပါစီးကောလေရေစုမာရီရဲ့တခြင်းတန်ထွက်လာတဲ့ကြိမ်နှုံးအမြင့်တွေကိုမခံနိုင်မေနာကျင်ခံစားနေရပါတယ်ဒီကောင်းကြီးဘာကြောင့်များဒီလောက်ခံစားနေရလဲဆိုပြီးတင်မောဘောကအီရှိတိုတို့နားမလည်နိုင်ဖြစ်နေတော့မှာပင်လေတွေကရေစုမာရီရဲ့တခြင်းဆိုတန်ကိုကြားလိုက်ကြရပါတယ်ရှီဝီကီကတော့စီးကောရဲ့ byte တွေရောက်နေပြီမေမော်ဆီယာမတယောက်ဖြစ်တာကြောင့်ရေစုမာရီတခြင်းဆိုပြီးတိုက်ခိုက်နေရဲဆိုတော့ချက်ချင်းသိသွားပြီးဒီတခြင်းတန်နေကြောင့်စီးကောကြီးနာကျင်ခံစားနေရတယ်ဆိုတာလည်းရိပ်မိလိုက်ပါတယ် ထူးဆန်းတာရုတ်တရက်စီးကောရဲ့နှလုံးခုန်တိုင်းကြီးရက်သွားပါတယ်နှလုံးမခုန်တော့တာမဟုတ်ပဲရေသူမရရဲ့သချင်းတန်နဲ့စီးကောရဲ့နှလုံးခုန်တန်ကြီးအတန်လိုင်းချင်းချင်းထိတ်တိုက်တွေ့သွားပြီးတော့ပြက်ပြေသွားတာပါလှိုင်းလိုင်းချင်းတွေ့ရတဲ့အခါမှာချိဖြက်သွားတဲ့သဘောပါပဲရှိဝီကီလည်းအခွင့်အရေးရတော့မှ gas gas ီထပါဦးအခုကဆုံးတက်ဖို့ချိန်ပဲနှလုံးခုန်တန်ကြီးလည်းမကြားရတော့ဘူးအခုမလုပ်ရင်ငါတို့စူးစမ်းခဲ့တဲ့အချင်းကြီးဖြစ်သွားလိမ့်မယ် ကျေးဇူးပြုပြီးထပြီးဒီကောင်ကြီးကိုအဆုံးသတ်လိုက်ပါလို့ဆိုပြီးရှီဝီကီကနိုးလိုက်ရင်လည်း gas လည်းအသေးစိတ်ပြန်ကတ်လာပါတယ်။အားနည်းနေတဲ့ gas ကိုအမှောင်သားရဲရပါထကြွရင်လည်းမင်းရဲ့ဆန္ဒကြီးမဖြည့်စည်းရသေးဘူးမလား။ကြီးကြီးကျယ်ကျယ်ပြောပြီးဖြစ်အောင်လှုပ်ဆန်းပါ။လှဲမနေနဲ့တော့အဲ့ကောင်ရဲ့အသားစားတွေကိုခုတ်ဖြတ်ပြစ်လိုက်စမ်းပါလို့နှိုးဆော်ရင်းနဲ့အားရင်ခုန်ခန်းနေတဲ့ gas ရဲ့ကြွက်သားတွေကိုအာမော်ကအားဖြစ်ပေးလိုက်ပါရတယ်။ ရှိတဲ့တဲ့ကိုသွားဖို့အတွက်ရှီဝီကီကလမ်းညွန်ပေးပြီးဂတ်စလေရှိကိုတိုးရင်စီကောရဲ့နှလုံးကိုဓာတ်နဲ့အားရပါးရခုတ်ပြဲလိုက်ပါရယ်ဓာတ်တံရကတစင်နှလုံးထဲကနေသွေးတွေအများကြီးပန်းထွက်လာပြီးအပြင်မှာလည်းစီကောရဲ့ဝမ်ပိုက်ထဲမှာရှိသမျှတင်မောပြက်စီးတွေသွေးတွေကပါဇက်ကတစင်အကုန်ပန်းထွက်လာပါရယ်အဲ့လိုသွေးတွေပန်းထွက်ပြီးရနောက်စီကောရဲ့ခန္ဓာကိုယ်ကြီးလည်းတဖြည်းဖြည်းပိန်ပြီးရေထဲကိုမြုပ်ဝင်နေတာကြောင့်ဒီကောင်ကြီးတည်သွားပြီဟာဆိုပြီးအီရှီဒူရိုနဲ့တင်မောဘောကောင်ကြီးအောင်ပွဲခံနေကြပါရယ် ရှိဝီကီလည်းမူလခန္ဓာကိုယ်စီပြန်ရောက်လာပြီးဘယ်ရောက်သွားရလဲ။ဘာကြီးလုံနေခဲ့ရလဲ။ဂတ်စကာရောပမာလဲဆိုပြီးအီရှီဒိုရောမေကွန်းနေဇက်တိုက်မေးပါရယ်။ဒါပေမဲ့ရှိဝီကီမှာတော့ပြန်ဖြေစရာဖြစ်မရှိခဲ့ပါဘူး။ကျွန်တော်တင်တဲ့ဗီဒီယိုတွေကို VPN ခံပြီးကြည့်ပေးရနဲ့ကျွန်တော်အများကြီး support ပေးရရောက်ပါရယ်။ကျွန်တော်ရဲ့ဗီဒီယိုတွေသဘောကျရယ်ဆိုရင် like and share လေးလုပ်ပြီး channel ကိုလည်း subscribe လုပ်ပေးသွားကြပါဦး။